nhi vậy đi 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 thiền đi 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 thiền chúng ta chi thì không đi 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 thiền Thông đề

မှန်လို့ပြန်ခင်ပါတော့ဗောနော်ပြီးရင်အဲမတန်နိုင်ဘူးနော်ကဲဒါဆိုတော့မတန်နိုင်တာတတ်နိုင်အောင်လုပ်ရတော့မှာပေါ့ကျွန်တော်ရဲ့အကူရမရဲ့အကူကြိုက်တဲ့ပုံစံလေးနဲ့ကိုကပ်ပြီးတုံးလို့ရမယ်နေထားလေးကိုပြောခဲ့မယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်ရဲ့အကူရမတွေကိုတိုက်တို့ဒီမှာတူညီမှုရှိရရမတူညီတာရယ်ကိုပြောခဲ့မယ်နောက်ပြီးတော့ခါကျတော့ဒီဘက်က ခွန်ချောင်း၅ရက်ကိုဒီမားတွေကိုလည်းကိုတိုင်းတစ်ခုပြောခဲ့မယ်ဟုတ်ပါနော်ကဏ္ဍ၃ခွက်ပြောခဲ့မယ်လက်ဆောင်ဝိဇနလက်ဆောင်နော်ဒါကနောက်တိုးလက်ဆောင်ခြေတိုးလက်ဆောင်မဟုတ်ဘူးနောက်တိုးလက်ဆောင်နောက်တိုးလက်ဆောင်ကတခါလေးတင်ပေးခဲ့ဆယ်ပင်တစ်လုံးကိုတန်လက်က 7ခင်းတလုံးကိုဒါနကတတိတလုံးကိုဒါနကခုထိုက်ရဘာမှကိုမရဘူးတဲ့ကိုပါအောင်ဒီဒီများကြည့်တယ်မှာလေတဲ့ပူရှိလားတဲ့သူစကေးရဆိုတော့ပူနိုင်တယ်သူစကေးရဆိုတော့ပူနိုင်သေးတယ် အဲ့တော့ဘယ်လိုပဲဖြစ်နေဖြစ်နေကျွန်တော်ရဲ့ကိုဒီမားရဲ့အတွက်ကိုရဲကြီးတို့မနက်ဖြန်အတွက်လက်ရှိနေထားရကိုရဲရဲ့မူလဝန်းကျင်ရောလက်သက်ဝန်းကျင်ရောနှစ်ချိန်သလုံးဖောက်သွားပြီဖြစ်တော့ကြောင့်မနက်ဖြန်ကတော့လုံးဝမှမဖောက်နိုင်ဘူးလို့ကိုရဲကြီးတော့ခံမှထားတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုဒီမားတွေကမူလဝန်းကျင်စီဗာလဲလို့မေးရင်မူလဝန်းကျင်စီ43လက်သက်ဝန်းကျင်စီ3ညနဲ့တက်ဟုတ်ပါတော့မူလဝန်းကျင်စီဗာလဲ43လက်သက်ဝန်းကျင်စီဗာလဲ3ညနဲ့တက်တောင်ရတဲ့အချိန်ကလက်သက်43အချိန်ကမူလ ဒါကြောင့်မို့ကျွန်တော်ရဲ့ကိုရီမားတွေကိုကိုရိုင်းကြီးတို့မနာဖြံကိုကိုထိုင်းရဲ့ကိုရီမားတွေကိုကိုရိုင်းအတက်နိုင်ဆုံးစဉ်းစားထားတဲ့အရာဝတ္ထုလေးတစ်ခုကတော့ဗာလဲလို့မွေးလို့ရှိရင်တဲ့ကိုရိုင်းတို့ကဟိုမှာမထိမဖြစ်ထိရမယ်အမကကနန်းလေးလုံးကလည်းရထားပြီအဲ့တော့ဗာလဲလို့မွေးရင်လည်းရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ကတော့ဟုတ်ပြီလေမထွက်ဘူးတဲ့ကိုကောင်းလားတဲ့ ိုကြိုက်ရင်ကိုကြိုက်တဲ့အချမ်းနဲ့ကကျွန်တော်ကဒီဘက်က43အချင်းရှိတယ်39တဲ့အချင်းရှိတယ်ကိုကြိုက်ရင်အဲ့ဒါနဲ့ကပေါင်းတယ်ကိုကလည်းကျွန်တော်ပြောသလိုပဲဘုဒ္ဓဟူးမကျော်နှစ်ကိုပတ်ပြီးခေါ်ထားတာဟုတ်တယ်မလားအဲ့တော့ကြိုက်တို့နောက်တွဲမပြောက်ကနန်းကပါလဲ2360 2360ဆိုတော့သူက2360ဆိုတော့6ထိပ်ဝင်လာပြီ6ထိပ်ဝင်လာပြီဆိုတော့ရှင်ဘူပတ်တီးကလည်း6ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲသူက2ချိန်ကနန်းဆိုရင်နောက်ဝိတ်2ချိန်ဝင်ရမယ်2ချိန်ကနန်းဆိုရင်6ထိပ်ဆင်းရမယ် ဟုတ်ပါနော်နှစ်ကြိမ်ကနန်းဆိုရင်6ထိပ်တစ်ချက်ထဲနဲ့ပြတ်မယ်နှစ်ကြိမ်ကနန်းဆိုရင်6နောက်ဝိတ်နောက်တစ်ကြိမ်ပြန်လာပို့လိမ့်မယ်ကပိုးဒီဖြစ်တယ်ပိုးဒီဖြစ်တယ်ကျွန်တော်ရဲ့ကိုဒီမိုက်တော့ကိုထိုက်တို့အကောင်းဆုံးစဉ်းစားထားလို့ရတဲ့အရာဝတ္ထုကမနာပြန်ကိုမနမ်းမထင်းရင်ညက်နေကိုကြိုက်တဲ့လုံးပိုင်းကိုကြိုက်တဲ့ဝမ်းကြီးနဲ့ကတ်တော့ဟုတ်ပါနော်အဲ့ဒါကဗါလဲဆိုလို့ရှိရင်3 6 8ဟုတ်ပါနော်3 6 8 မနက်ဈေးက39ညနေဈေးက68 3608ကတပြား3608တပြားကိုကျွန်တော်ရဲ့ကိုဒီမားတွေကိုကိုရိုက်ကတော့မနက်ဖြန်အကောင်းဆုံးစဉ်းစားထားတာလေးတစ်ခုရှိပါတယ်3608ကို13ညာ4နဲ့ကတ်မယ်ကိုရိုက်ရဲ့မူလိုင်းမူပိုင်းဝန်းကျင်ရဲ့လက်တဲ့ဝန်းကျင်ရဲ့နှစ်ခုနဲ့ကတ်ပြီးတော့3မှာဖြစ်တယ်ဒါကြောင့်မို့လို့3 3ညာ1ကို ဟိုမှာက3608ရှိသည့်အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ3တလုံးကိုဟိုဘက်ထဲမှာပေးထားလိုက်ပြီးတော့1394နဲ့3689နဲ့ကိုရိုက်သူကတ်မယ်ဟုတ်ပြီနော်3689နဲ့ကတ်မယ်ဒါမှကျွန်တော်ရဲ့ကိုဒီမတွေကတပုံစံတမျိုးတစ်ပါးသာကြိုက်တယ်ဆိုရင်ကိုကြိုက်တဲ့လုံးပိုင်းနဲ့ကတ်လို့ရပြီကိုကြိုက်တဲ့ကိုမှများက1394နဲ့ကတ်မလား3689နဲ့ပဲကတ်မလား ကိုကြိုက်တဲ့ပုံစံနဲ့ကတ်တုံးလို့ရပြီเนาะကိုကြိုက်တဲ့လုံးပိုင်းကိုကြိုက်တဲ့ဝမ်းချင်းရှိရဆိုရင်ဒါလေးနဲ့ကတ်တုံးမယ်ကျွန်တော်ကတော့အဲ့ဒီနှစ်ခုကိုတွဲပြီးတော့တုံးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ねအထူးစပယ်ရှယ်မွေးကန်းနားဒါကဒီကနေ့ဆန်းနားကြီးတမင်းနဲ့ထွက်ပြီးတော့ကျွန်တော်တို့တွဲလိုက်တဲ့မွေးကန်းနားဖြစ်ပါတယ်အဲ့ဒါကဘာလဲလို့မေးလို့ရှိရင်82ရဲ့85ရဲ့33ရဲ့တဲ့ဟုတ်ပြီเนาะ82ရဲ့85ရဲ့33ရဲ့တဲ့ ဒီကနေ့၃ကွက်မှာ၁ကွက်မဖြစ်မနေထွက်ပါလိမ့်မယ်တဲ့ကျွန်တော်ရဲ့ကိုယ်မှာလေမှတ်ကြဲဆိုရင်တော့ရိုးရိုးရှင်းရှင်းလေးပါ၂၃၅ကို83နဲ့ကတ်တဲ့ဒီ83နောက်တစ်ကြော့ပြန်မလာဘူးလို့ဘသူမှ short ထွက်ထားလို့မရဘူးဒါဆိုလို့ချင်းကျွန်တော်ပြောသလိုပဲသူတို့လက်ရှိနေထားရပေးထားတဲ့69ကတကိုးပြန်ဆိုတော့အခု10ပြိလို့ဝင်ပြီးတော့ ပရိလေးလို့ကြားထားတဲ့အစင်လာလေးတွေရှိပါတယ်ကျွန်တော်ပစ္စည်းလေးတွေအသိဉာဏ်ထားလို့အဲ့ဒါကလောလောဆယ်တိတိကျကျကျွန်တော်မပြောနိုင်ဘူးဟာဗျာအဲ့ဒါကိုတိတိကျကျပြောနိုင်တဲ့အရေးချင်းပြည့်ပြည့်ဝဝပေးနိုင်တာကတော့368ခွန်ကိုကျွန်တော်ရဲ့ကိုရီမတွေ368ခွန်8ပဲခေါ်ခေါ်368ခွန်ပဲခေါ်ခေါ်အဲ့ဒါကိုတက်တုံညာ၄နဲ့ကျွန်တော်ကတ်တုံးမယ်ကျွန်တော်ရဲ့ကိုရီမတွေကိုကိုယ်တိုင်အခြေခံရနေပြီးတော့စိတ်တိုင်းကြစကားတင်စိတ်ရင်းဝင်အင်းဝင်လေးတွေကိုရေးလာခဲ့ပေးမယ် ဟုတ်ပါနော်ဒါဆိုရင်ကျွန်တော်ကကိုရီမားတွေကစိတ်ဝင်စားတဲ့သဘောကျတယ်ဆိုရင်တော့အခု like show ပေါ်မှာတင်ပေးထားတဲ့ဖုန်းမက်ဆက်မှာ high tone ပို့ပြီးတော့လာယူဟုတ်ပါနော်အဲ465တော့ထွက်လာမှာတဲ့ဟုတ်ကဲ့ထွက်လာဟော465 message ထွက်တယ်တဲ့ခေါင်းတွေကတော့ပါဖြစ်နေလဲမသိဘူးဟိုသုံးလဲပို့မရခေါင်းတွေလည်းပို့မရဒါလေးတွေလည်းပို့မရတာလေတော့ငါနားပါလို့တပိတ်ဆိုင်နေတယ်နော်อืม ဲ့တော့ကျွန်တော်ရဲ့ကိုဒီမားတွေကိုအခုလောလောဆယ်လက်ရှိ1394နဲ့3608ထဲကနေပြီးတော့ကျွန်တော်ရဲ့ကိုဒီမားတွေကိုအကောင်းဆုံးကဏ္ဍတစ်ကွက်အနေနဲ့ကျွန်တော်ရဲ့ကိုဒီမားတွေကိုကိုယ်တိုင်မနှက်ပြန်စမ်းလိုက်တမင်းနဲ့တူအကောင်းဆုံးကဏ္ဍတစ်ကွက်ယူခဲ့ပါမယ်အဲ့ဒါကဘာလဲလို့မေးလို့ရှိရင်တော့ကျွန်တော်ရဲ့ကိုဒီမားတွေအတွက်ကိုယ်ကြီးအတက်နိုင်ဆုံးရွေးထားတဲ့ကဏ္ဍတစ်ကွက်ကတော့80ဆိုတဲ့ကဏ္ဍတစ်ကွက်အားထုတ်ပါဟုတ်ပါနော်80ဆိုတဲ့ကဏ္ဍတစ်ကွက်ကိုအားထုတ်ပြီးပါ ဟုတ်နော်80ဆိုတဲ့ကဏ္ဍတစ်ခုကိုကျွန်တော်ရဲ့ကိုဒီမားတွေအတွက်ကိုထိုက်ရေးချေခဲ့ပါပြီအဲ့တော့ကျန်တာကတော့ကျွန်တော်ရဲ့ကိုဒီမားတွေကို9:30ဈေးလေးနဲ့ညှိပြီးတော့မှကိုထိုက်သုံးပေးမယ်ဟုတ်နော်မွေးထားရမယ်မွေးကဏ္ဍလေးက82ရဲ့85ရဲ့33ရဲ့ဆိုတဲ့ကဏ္ဍ3ခွက်ပါ82 85 33ဟုတ်ပြီနော်အဲ့တော့82ကတော့အားသေးမလို့ဘူး85ကတော့အားရလောက်ဘူးလို့ထင်တာပဲ အားတော့နည်းနည်းတော့အားထိုးပေါ့နော်ဒါပေမဲ့ကျွန်တော်မြင်တာမမှားဘူးဆိုရင်တော့85တိ85 82တိ82ဟုတ်ပါနော်95 93ဟုတ်ပါနော်ဒါလေးတွေကိုမွေးထိုးပါဒီကနား3ခွက်ကမဖြစ်မနေတစ်ခွက်ထွက်လာလိမ့်မယ်လို့ကျွန်တော်တော့ခံမှန်းကြည့်ယူထားတယ်ဒါကြောင့်မလို့ကြိုက်နှစ်တက်တဲ့သဘောကျတဲ့အကြိုက်တူတယ်ဆိုရင်ဒီမွေးကနားလေး3ခွက်ကိုမွေးထိုးပါလို့ကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုယ်မိုက်အတွက်ကိုယ်ကြီးလက်ဆောင်တင်ပေးထားခဲ့ပြီကဲဒါဆိုလို့ရှိရင်36 88မှာ bright တို့တက်တော့ည4နဲ့ကတ်လိုက်တော့80ဆိုတဲ့ကဏ္ဍတစ်ကွက်ကိုဒဲအောတင်ပေးထားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဒဲအောဆိုတာကဟုတ်နော်အောတစ်ကွက်ထဲတင်ခဲ့တာအောတစ်ကွက်ထဲတင်ခဲ့တာဒါပေမဲ့80ဆိုတဲ့ကဏ္ဍကအားထိုးရမယ်ဘာဖြစ်လို့လဲသိလား38ထိပ်စီးခေါ်ထားတာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကိုယ်ဒီမတွေကို83ထိပ်စီးနဲ့ကျွန်တော်တို့က80ဆိုတဲ့ကဏ္ဍကိုဒဲတစ်ကွက်လုံးယူလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားထိုးပေးပါလို့ကျွန်တော်ရဲ့ကိုယ်ဒီမတွေကိုကိုယ်တိုင်ကြီးကတော့ဒီနေရာကနေပြောခဲ့ခြင်းနဲ့အဲ့တော့ ဒီဘက်ခေါချောင်းငါးရက်အကိုဒီမားတွေကတော့ညတော့လက်ရှိုးမှကြီးလဲရတဲ့အတွက်ကြောင့်တိမယ်ရှုကိုပတိ6ဟောတော့နော်ကိုရိုက်တို့ရဲ့တပွဲလုံးသားပတိဒီပါလေတပွဲလုံးသားပတိရပါလေနေနေ9 89ဟုတ်တော့နော်89 89ကိုပတ်သီးတီဘိုးတခုမကျော်ကျိုးဘိုးပတ်သီးက6ဟုတ်နော်နောက်တွဲမပြောက်ကဏ္ဍကပါလေ23 6ခွန် မနောက်က30ခွန်ဒီညနေ68ဆိုတော့ခွန်တလုံးဝင်ကျန်တယ်ဟုတ်နော်ခွန်တလုံးဝင်ကျန်တယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုဒီမားတွေကိုကိုရာကြီးရွေးချယ်ထားပေးခဲ့တဲ့အရာဝတ္ထုနဲ့အကောင်းဆုံးမနက်ဖြန်7:00နာရီ10မိနစ်တော့မှညနေ6:30ကိုရာကြီးပြောခဲ့ပြီးပြီး3608ဒီ အဲ့ဒါအခိုင်အမာဆုံးကဏ္ဍဖြစ်ပါတယ်3608ကိုကျွန်တော်ရဲ့ကိုရီမားတွေထိအောင်ညှိအောင်သုံးပါထိအောင်ညှိအောင်ထိုးပါလို့ကျွန်တော်ရဲ့ကိုရီမားတွေကိုကိုရီးယားရဲ့ညံကနေတွန်းတွန်းတိုက်တိုက်ကလေးပြောခဲ့ခြင်း ਨੇ ကျန်ကြတဲ့ပွဲရလဲကဏ္ဍ10လုံးကုန်ထားတာဖြစ်တဲ့တကြောင့်မလို့ဒီပွဲမှာလဲကိုရီးယားတို့က10လုံးကနေပြီးတော့ကဏ္ဍ6လုံးထိခံပြီးတော့မှတ်ထားလို့ရပါတယ်သို့တော့ကိုကျိုင်းနေတဲ့အလုံးလေးတွေကိုကိုရီးယားတို့သုံးမယ်ဆိုရင်သုံးလို့ရပါတယ်ကိုရီးယားရဲ့3ည8ထိတ်မွေးနေတယ်တဲ့မွေးထား7ည8ထိတ်ကြီးကကျင်းနေစင်းပါနော်တော့ တုံညာထိတ်သို့မဟုတ်ရှစ်ထိတ်ဆင်းကိုဆင်းပေးရမယ်အဲ့ဒီနှလုံးတစ်လုံးထိတ်ဆင်းကိုဆင်းပေးရမယ်နောက်ပိတ်ကြလို့ဆင်းညစ်စရာမလိုဘူးထိတ်စီးဆင်းရမှာထိတ်စီးဆင်းပြီးမှသူကနောက်ပိတ်ဆင်းတာများတယ်ဒီခါမှကိုကကိုတို့ကိုတို့ကိုလှည့်သွားရင်တော့မပြောရဘူးเนาะသူ့ရဲ့ငွေရင်းအတိုင်းကတော့လုံးဝထိတ်စီးဆင်းပြီးမှနောက်ပိတ်ပေးတယ်အဲ့ဒါအမှန်တရားကိုပြောတာเนาะဒီညနေကျွန်တော်ကညီကိုသုံးမဟုတ်ပါပါလို့ခံတာ 65ပါတယ်38ပါတယ်နော်69ပါတယ်နော်61ပါတယ်ဖိရစ်စားလိုက်တယ်ပြောနေနော်ကဲဒါဆိုလို့ရှိရင်မနက်ပြန်မှာကျွန်တော်ရဲ့ကိုယ်မတွေ3608ဆိုတဲ့ကဏ္ဍနဲ့1304နဲ့ဘယ်လို main awkward ကလေးတွေနောက်ထပ်ထည့်ရလာမလဲ လို့လက်ရှိနေထိုင်ရ main order တင်ပေးထားတာကတော့80အာထိုးဆိုပြီးတော့ကျွန်တော်ကိုဒီမားတွေကို main order တင်ပေးထားခဲ့ပြီးပြီဒါကြောင့်မလို့သဘောကျတဲ့ကြိုက်နှစ်တက်တဲ့ဆိုရင်ကျွန်တော်ကိုဒီမားတွေကအဲ့ဒီကဏန်းလေးတွေကိုထိုးပါကြံလဲပြန်တော့အခြားသောအခြားသောကဏန်းကွက်ကလေးတွေကိုလိုချင်ပါသေးတဲ့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ကိုဒီမားတွေကလက်ရှိမှာတင်ပေးထားတဲ့ဖုန်းမဲဆက်မှာ hand drone ပို့ပြီးလာယူယူရာမြူရာကတော့ကျွန်တော်ကိုဒီမားတွေကပိုင်ခိုထိုက်ဘက်ကတော့အားလုံးကိုဖိတ်ခေါ်ခဲ့ပြီးပြီ ဒါကြောင့်မလို့မနက်ဖြန်မှာအားလုံး80ဆိုတဲ့ကဏ္ဍနဲ့အောင်မြင်မှုတရဖူယူမလားသို့မဟုတ်တခြားကဏ္ဍလေးတွေနဲ့ပဲအောင်မြင်မှုတရဖူစောင်းပေးနိုင်မလားဆိုတာကတော့ကျွန်တော်ရဲ့ကုရီမတွေရဲ့အဖြေနဲ့ကိုယ်တိုင်ရည်ရကံတရားနဲ့သက်ဆိုင်ပါတယ်လို့ပြောရင်လည်းအားလုံးကိုနှုတ်ဆက်ပါတယ်အချိန်ကလည်းတိတ်မရှိဘူးเนาะကျွန်တော်လည်းလေထဲဝင်နေရပြီဆိုတော့လေဘိုးနဲ့ရင်နဲ့လှုပ်လှုပ်နေတယ်အဲကြတဲ့လေကပူးကြနေပြီကဲအားလုံးမတက်တာ